Hello အားလုံးပဲမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါတယ် Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆက်ပြောရရင် Manchester United အနေနဲ့ပေါ့နော်ဟို sorry ပါလေဒီ Ehila ရဲ့ဘက်ကတော့ Victor Osimhen ကိုခေါ်ဖို့မအောင်မြင်ခဲ့တဲ့အတွက် United ရဲ့ပြတ်မှတ်တိုက်စစ်မှုဖြစ်တဲ့ Victor Gyokeres ကိုကျိုးပန်းသွားဖို့ရှိတယ်ပေါ့နော်ဆိုတော့ Jadon Sancho နဲ့ပတ်သက်လို့လည်း Ehila ရဲ့ဘက်ကခေါ်ယူလို့တဲ့ကစားသမားစင်းနဲ့မှာပါဝင်နေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ တို့ဒီဘယ်လိုပြောမလဲအသင်းကဒီ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 ဗီတာအိုစီမန်ကပေါ့နော်ပယ်ချလိုက်တာတို့ဗီတာအိုစီမန်ကိုကျွန်တော်ခေါ်ဖို့အတွက်အေဟီလာကယူရို85တန်းနော်တို့အေဟီလာကပေါ့နော်ကျွန်တော်ဒါဒီနာပိုလီနဲ့ပေါ့နော်ဒါယူရို85တန်းနဲ့သဘောတူညီမှုရထားပြီးသားကလပ်သင်းနှစ်ခုကြားထဲမှာအဆင်ပြေပြီးသားနာပိုလီနဲ့ကျွန်တော်အေဟီလာရဲ့ကြားထဲမှာဒါမျိုးလိုအိုစီမန်ကတော့အသင်းမပြောင်းခြင်းဘူး sorry ကလပ်ကိုမပြောင်းခြင်းဘူးဆိုပြီးတော့သူညင်းထားတယ် ဆိုတော့အခုလက်ရှိမှာဆိုလို့ချင်းတော့ Galatasaray ကတကယ်ခေါ်ဖို့အတွက်ကြိုးပမ်းနေပြီဆိုတော့အသင်းနေအပြိုင်ဆိုင် Osimhen ကိုခေါ်ကြတော့မယ်ဆိုတော့အဟီလာအနေနဲ့သူတို့ဒီဟွာကိုမရတော့ဘူးဆိုတော့ Osimhen ကိုမရတော့ဘူးဆိုတော့သူတို့သာ Victor Gyokeres ကိုခေါ်ဖို့ကျွန်တော်လှည့်လာပြီပေါ့နော်ဒီနေရာမှာတခုရှိတာကတချို့ Romano တို့ပါတို့ကတော့မဟုတ်ပါဘူးတချို့ Repo တွေကတော့ Victor Gyokeres ဒီ Premier League ဒါမှမဟုတ် Europa ထိပ်တန်း League တွေမှာကစားခြင်းတဲ့အတွက် ကျွန်တော်တို့ဘောနော်ဒီ sorry pro league ကိုပြောင်းရမယ့်အခွင့်အရေးဒီအားလုံးကိုညင်းပယ်ထားတယ်ဆိုတဲ့သတင်းတွေကလည်းကျွန်တော်ထွက်ထားသေးတာဆိုတော့ဒါဟာအသင်းအတွက်တော့အများကြီးစိတ်လုံရှားဖို့ကောင်းတဲ့သတင်းမှာတိုက်စစ်မှုအနေနဲ့ဘောနော် osiman ကိုအသင်းဘက်ကတကယ်ကျူးပန်းနေတာမျိုးတော့ကျွန်တော်တို့မရှိဘူးဒါပေမဲ့လည်းလို့အသင်းဘက်က osiman ကို ခေါ်လို့ရမယ့်အခွင့်အရေးသာရှိရင်ကျွန်တော်ကတော့နောက်ဆုံးလိမ့်မယ်လို့မထင်ဘူးတခုရှိတာကတော့ဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့အသင်းဘက်ကဘယ်လောက်ထိကြိုးပမ်းလာမှာလဲ ော်ဆိုတော့ကစားမားကရောအသင်ကိုပြောင်းကျင်ပါမလားလောကလာစာကန်တာရီဘလို့ရှိနေတယ်လေနာပိုလီတောင်းတဲ့ဈေးကိုပေးနိုင်ပါမလားဒီအချင်းကြီးတွေပေါ်မှာတော့မူတီတာပေါ့လေဒါပေမဲ့လို့ပေါ့နော်ဟိုအိုစီမန်ဆိုတာတဲ့အသင်ဘက်ကအမှန်ကန်စစ်ဝင်စားနေတဲ့ဗီတာဂျူခရက်စ်ကတခြားအသင်းတွေထံပါသွားနိုင်ဆိုလဲကျွန်တော်ရှိရဆိုတော့နှစ်ယောက်စလုံးကတော့ United ရဲ့ဒီပြစ်မှတ်တီတဲမှာပါနေတဲ့တိုက်စစ်တီပေါ့လေဘယ်ကစားမရောက်လာမလဲဆိုတာလည်းကျွန်တော်စောင့်ကြည့်ရမယ်အတိုင်းမဲ့လို့ဘသူမှဈေးတက်တာမဲ့အခြေအနေမှာရှိမိနေဘူး ဗီတာကူဂရက်စာတည်ကြတဲ့ develop color စာ2သိန်းခွဲကနေ3သိန်းလောက်တော့ကျွန်တော်ပေးရမှာပဲဒါအပြင်ပြောင်းရွှေ့ကြီးကလည်းပေါင်သန်း60လောက်ကျွန်တော်ရှိမှာအိုစီမန်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်ဒီ low color စာ2သိန်းခွဲကနေ3သိန်းလောက်တော့ပေးရမှာပဲပြောင်းရွှေ့ကြီးကလည်း euro တန်း80နဲ့ napoleon ဘက်ကလိုချင်တာပေါင်သန်း60လောက်ဆိုတော့အတင်းဘက်ကလည်းအဲ့လောက်တော့ပေးရမှာပဲဆိုတော့နှစ်ယောက်စလုံးတွဲအကုန်ကြစရိတ်ဟာဘာမှမကွာပါဘူးဘာမှမကွာပါဘူးဒါပေမဲ့လို့ပေါ့နော် ဘသူ့ကိုကောဖို့အတွက်အတင်းဘက်ကကျူးပန်းလာမလဲဆိုတာတော့အန်ဘူမူတို့ဘာလို့ရဲ့အပြောင်းရွှေ့ပြီးအပြီးမှဂျဒီပြတ်တည်ရမယ်အချင်းကြီးမျိုးလိုပဲကျွန်တော်ယူဆရမယ်ဆိုတော့အဟေလာကအူစီမန်ကိုခေါ်ဖို့အတွက်မအောင်မြင်တော့ဘူးဆိုတော့ဗီတာဂူဂရက်စ်ဘက်ကိုကျွန်တော်လှည့်လာပြီဂူဂရက်စ်ကတော့ပါသွားလို့တော့မဖြစ်ဘူးလို့လည်းကျွန်တော်ပြောရမှာလားဟိုဒါမြင်လေပြကျွန်တော်ကရန်လုံးပြေသဘောမကျတာလေဆိုတော့ပါသွားလေပြဿနာတော့မရှိဘူးပေါ့နော်တခြားတိုက်စစ်မှုတယောက်နဲ့အစားထိုးနိုင်ဒါပါတော့ UC မန်တို့ပါလို့နဲ့အစားထိုးနိုင်ဒါမြင်လို့ ဒီကစားမနှစ်ယောက်စလုံးကတန်ကြီးတွေကြီးတာတဘာတွေကအတင်းနောက်ဆုတ်သွားစီမဲ့အရာတွေမြင်ဖြစ်နေမလားပေါ့နော်ဆိုတော့တိုက်စီမှာအေဟီလာကတော့အူစီမန်ကိုမခေါ်ယူနိုင်ခဲ့တဲ့အတွက်ဗစ်တာဂျူဂရက်စ်ကိုခေါ်ပေါ်တဲ့ကြိုးပမ်းပါတော့မယ်ဒီကလို့ဘလို့မြင်ကြလဲဆိုတော့ဗစ်တာဂျူဂရက်စ်တို့ကိုအတင်းအနေနဲ့တခြားအတင်းတွေဖျက်ခုတ်တာတွေမြင်ထိုင်ကြည့်နေရမလားကိုဘကထိရောက်တဲ့အပြောင်းရွှေ့တွေနော်သူတို့သာလုံမြန်လုံဆောင်လာမယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးနော်ဆိုတော့နောက်တစ်ခုကတော့ဂျီဒန်ဆန်ဂျူလည်းပဲ အဟီလာအတင်းကခေါ်ယူလို့တဲ့ကစားမဆင်းနေတယ်မှာပါနေတယ်ပေါ့အဟီလာကတော့ FIFA Club World Cup တွေအမှန်ကန်ပြင်ဆင်နေတယ်ဒီအတွက်ပေါ့နော်တိုက်စစ်ဒီတောင်မန်ဒီအားဖြစ်နေတဲ့နေရာမှာဂျီရန်ဆန်ချူတို့ကလည်းသူတို့ပြစ်မှတ်ထားတဲ့ကစားမဆင်းနေတယ်မှာပါလာတယ်ပေါ့ဗျာ United ပြည်သက်တွေတော့ဝမ်းသာစရာပါဂျီရန်ဆန်ချူတွက်ကတော့သူ့အနာဂတ်ကိုသူဘယ်လိုပြောင်းလဲမလဲတော့ကြည့်ရမှာမှန်ပြီမဲ့ Manchester United ရဲ့ Everton ကိုအရေးကြီးတဲ့တင်းမဲ့တကယ်ကောင်းတဲ့တင်းမဲ့ ။အဲဟီလာသာတကယ်ကန့်လန့်မှုပြုလုပ်မယ်ဆိုရင်တန်း30လောက်နဲ့ကိုကျွန်တော်တို့ကလက်လွတ်မှာမိမိမင်းလောက်ခလာစားပေးတာမပေးတာကျွန်တော်ဘလောက်ပေးတာမပေးတာဒါမျိုးတို့ပိုင်းဖြစ်သွားပြီ။ကိုရီတီပြောင်းရွှေ့ကြီးများများရဖို့ကျွန်တော်လိုတယ်။ပြည်ထနာကအခုချိန်ထိဂျေဒန်ဆန်ဂျူနဲ့ပတ်သက်တဲ့ဘောနော်ကျွန်တော်တို့အပြောင်းအရွှေ့မှာထိရောက်တဲ့ကန့်လန့်မှုတွေဘာတွေကျွန်တော်မရှိသေးဘူး။မရှိသေးဘူးဆိုတော့ဘယ်အသင်းကမှမစူခေါ်ဘူးကျိုးပန်းကောင်းလေးကျိုးပန်းလာနေတယ်။ဘယ်အသင်းကမှမကျိုးပန်းတော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဆန်ဂျူနဲ့ပတ်သက်လို့က ဥရောပအသင်းတွေမှာသူနေရာရဖို့ကတော့မလွယ်တော့ပါဘူးသိလားဆိုတော့ကစားမရဲ့ attitude ပိုင်းတွေကလုံးဝ holy တွေကျော်ဖြစ်နေပြီ Manchester United ကို respect မရှိခဲ့တာတွေကလည်းအသင်းဟောင်းတွေအနေနဲ့ပဲဖြစ်ဖြစ် အသစ်ခေါ်ခြင်းနဲ့အသင်းအနေနဲ့ပဲဖြစ်ဖြစ်အချင်းချင်းမှာငါတို့အသင်းနဲ့အဆင်မပြေလို့ဒီကောင်ငါတို့ကိုဒါမျိုးဆက်ဆံရင်ဘယ်လိုလုပ်မလဲဆိုတော့စိုးရင်စရာတွေသူတို့အနေနဲ့ကြည်လာရတော့မယ်ဆိုတော့ Jadon Sancho ဒီဥရောပမှာအသင်းပြောင်းဖို့ impotent ကိုခိန်းနေတဲ့ player တယောက်ပါ အဟီလာတို့ဘာလို့ရဲ့ဘက်ကကန့်လန့်မေဆိုရင်တော့ဆန်ချိုလူချင်းနဲ့လောက်ခလာစာကိုကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်ဆန်ချိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းကစားမဘွားကယ်ရီယာကိုအဲ့လောက်ကြည့်သည့်သူ့အနေနဲ့ပေါ့နော်အိုင်ယွန်ဆိုက်တော့တယ်လို့ကျွန်တော်မထင်ဘူးတော့ဘာတော့ဝေါ်ကပ်လာတော့မယ်ဗျာ။ကဘာဖလားအတွက်ဆိုလို့ရှိရင်ဆန်ချိုက OK ငါတော့ကဘာဖလားကိုဝင်ခွင့်ရအောင်အမှန်ကန်ကျူးပတ်မယ်ဟိဆိုညာမျိုးသူလုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။သူ့အနေနဲ့ OK United မှာဆက်နေမယ်။ယာစီကွန်နတီပေါ့စာချုပ်တော်တဲ့ကွန်နတီနေပြီးတော့တပတ်ကို၃နေခွဲတက်တက်ယူသွားမယ်။ အဲ့ဒါပြီးမှအလွတ်နဲ့ပြောင်းမယ်လို့တွေးတယ်မှုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့အဲ့ဒါတွေကိုဖြည့်ရှင်းပေးနေတာကအေဟီလာပဲမန်ချက်စတာယူနိုက်တက်ကလိုချင်ပါတယ်ဆိုတဲ့ယူရိုတန်း30ကိုလည်းသူတို့ပေးနိုင်တယ်ဆန်ချိုလိုချင်ပါတယ်ဆိုတဲ့တပတ်ကို3သိန်းခွဲမလျှော့ချင်ပါဘူးဆိုတော့3သိန်းခွဲကိုလည်းပေးနိုင်တယ်ဆိုတော့ဆန်ချိုနဲ့ပတ်သက်လို့ထိရောက်တဲ့အပြောင်းအရွှေ့တွေလောက်လာမလားတော့ကျွန်တော်ကြည့်ရမယ်တီဂျာပေါ့ဆိုသလိုပဲကျွန်တော်အပြောင်းအရွှေ့ကကျွန်တော်နေတယ်ဗောနော်အလောက်တော့ကျွန်တော်ဖြစ်မှရမယ် မဟုတ်လို့ရှိရင်တော့ဗောနော်ကျွန်တော်သာအချီနီးကကျွန်တော်မကောင်းဘူးဆိုတော့ဆန်ဂျူကိုအေဟေလာတကယ်ခေါ်လာမလားကျွန်တော်အနေနဲ့ဗောနော်ကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလေးအနေနဲ့ရောဘယ်လိုမြင်ကြလဲဆန်ဂျူကိုရောင်းချနိုင်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြပါနဲ့